ကောင်းပြီလူဘဝရလာတဲ့အခါမှာဘုန်းကြီးတို့တွေလူဖြစ်နေပြီလူဖြစ်နေတော့ဘဝရတ္တိရေးအတွက်ဘာတွေလုပ်သင့်တယ်လဲအားလုံးဟာဘုန်းကြီးသီလရှင်ဝတ်မှာမဟုတ်သည့်အတွက်ကြောင့်လူဘဝရတ္တိပြီးတော့ကုသိုလ်ရဖို့မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်လူဘဝမှာနေရင်ထိုင်ရင်သောတာပန်တဂရကံအနာကံမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်မြတ်စွာဘုရားလက်ထက်တော်ခါကလာတော့ကလူဘဝမှာနေရင်ထိုင်ရင်သောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေတဂရကံဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေ နောက်ဆုံးအနာဂံအဆင့်ထိရောက်သွားတဲ့ဥပဒကဥပဒိကမာတွေထင်းထင်းရှားရှားရှိခဲ့တာပဲသူတို့ဟာလူလောကအပြင်ကို ထွက်ပြီးတော့သာသနာပေါင်းဝင်တာမျိုးတွေမလုပ်ကြပါဘူးတသက်လုံးနေသွားကြတယ်အဲ့တော့တရားသိဖို့ရာအရေးကြီးတယ်ပေါ့ဒီတရားသိဖို့အတွက်ကိုယ့်ကိုယ်ကိုပြင်ရပထမအဆင့်အနေနဲ့လူတွေဆိုတာစန္ဒကအမျိုးမျိုးရှိတယ်ပေါ့ တချို့ကလည်းလူဘဝမှာပဲသားနဲ့သမီးနဲ့မိသားစုဘဝမှာစီးပွားရေးအောင်မြင်ပြီးတော့ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းသာသာ နေခြင်း ਨੇ ဒီဆန္ဒလူဘဝမှာဒီဘဝမှာလည်းပဲပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းသာသာနဲ့မိသားစုဘဝနဲ့နေပြီးတော့တမလွန်ဘဝရောက်တဲ့အခါမှာလည်းပဲကောင်းရသုတိဘုံကိုရောက်ချင်တယ်ဆိုတဲ့ဒီလိုဆန္ဒလည်းရှိတယ် အဲ့ဒီဆန္ဒအရာပေါ်ထုတ်နိုင်တဲ့ဖြစ်ပေါ်နိုင်တဲ့အကြောင်းတရားတွေမရှိဘူးလားဆိုတာရှိတယ်မြတ်စွာဘုရားကဘက်ကပစ္စသုတ်တံမှာဟောဇာတုတောနိဆိုတဲ့အမျိုးကောင်းသားတွေကိုဒီနီးစနစ်တွေကိုဟောကြားပေးခဲ့တာတွေရှိတယ်ပေါ့အဲ့တော့ဒီဘဝလည်းချမ်းသာဒုက္ခရနိုင်တယ်နောက်ဘဝလည်းချမ်းသာဒုက္ခတွေရနိုင်တယ်ဒီချမ်းသာဒုက္ခတွေရပြီးတော့တစ်ဆင့်ချင်းတစ်ဆင့်ချင်းဘုံစဉ်ဆံလို့ ကောင်းတဲ့ဘုံကနေပြီးတော့အထက်ဘုံတွေတဖြည်းဖြည်းမြင့်ပြီးတော့တန်တရာတွေကလွတ်သွားတဲ့အနေထားမျိုးကိုရချင်တယ်ဆိုလို့ရှိရင်လေကိုယ်ပေါ်မှာပဲမူတည်တာဒါကြောင့်မို့ဝိတာခါတို့ဘုံစင်စံလို့ပြောတာဝိတာခါဟာခုနှစ်နှစ်သမီးမှာတောတဗံဖြစ်သွားတယ်ဘယ်ချိန်မှသူတောတဗံဖြစ်သွားတော့ဆိုမြတ်စွာဘုရားကဘက်ကတိုင်းကိုကြွတဲ့အခါမှာဒါဝိတာခါတို့က ဘက်ကတိုင်းသူတွေပေါ့သူအဖိုးကမင်းကတထေးလို့ခေါ်တယ်အမြဲတမ်းချမ်းသာတယ်တိုက်အင်ရဲ့နောက်ဖေးမှာရွှေစရုပ်တွေမြေကြီးပုံကပေါ်ထွက်လာလို့လိုချင်တာတွေမှန်သမျှစိတ်ထဲကအကုန်ရတယ်ပေါ့အဲ့ဒီလိုအမြဲတမ်းချမ်းသာတယ်ဒါရင်မကဘူးအလွန်ကြီးမားတဲ့အစွမ်းတတ္တိတွေလည်းရှိတယ်ပေါ့ဒီလိုမျိုးရိုးကလည်းအမြဲတမ်းချမ်းသာပြီးတော့နေတဲ့ ဘဝမှာမြတ်စွာဘုရားအဲ့ဒီကိုကြွတဲ့အခါမှာဒီဝိတ္တခါတော့ခုနှစ်နှစ်အရွယ်သူနဲ့ကစားပေါ်ကစားပဲအမျိုးသမီး900နဲ့ယထာကိုစီစီးပြီးတော့မြတ်စွာဘုရားကြွလာတဲ့အခါမှာတွားရောက်ကြိုဆိုတဲ့အဖွဲထဲမှာပါတယ်အဲ့ဒီလိုကြိုဆိုရင်းကနေမြတ်စွာဘုရားဟောတဲ့တရားကိုနာရတဲ့အခါမှာခုနှစ်နှစ်အရွယ်လေးပင်ဖြစ်စေကမူ အတိညာရှိသည့်အတွက်ကြောင့်သောတာပန်ဖြစ်သွားတယ်သောတာပန်ဖြစ်သွားပြီးတဲ့နောက်မှအိနောရသားကြအဲ့တော့သောတာပန်ဆိုတာဟာဝိပ္ပလတတရားတွေထဲမှာဝိပ္ပလတတရားဆိုတာအထင်အမြင်နဲ့ပတ်သက်ပြီးတော့မမှန်ကန်တဲ့အထင်အမြင်တွေရှိတာဝိပ္ပလတဆိုတာ hallucination လို့အင်္ဂလိပ်လိုပြန်တယ် ထင်ရောင်ထင်မှားပေါ့တော့မဟုတ်ပါပါရှင်လို့ဘာသာပြန်တဲ့စကားလုံးရတလွဲထင်နေတဲ့အထင်မျိုးတွေဟာပုရုဇဉ်တွေမှာတော့12မျိုးတောင်ရှိတယ်ပေါ့ဘလို့ထင်နေတုံးလို့ဆိုတော့ဒီတင်ညာဝိပ္ပန္နတအမှတ်အမှတ်မှားမှုစိတ်တဝိပ္ပန္နတအတွေးမှားမှုနဲ့ထိဋ္ဌိဝိပ္ပန္နတအမြင်မှားမှုလို့ဆိုတော့ အဲ့ဒီလိုဝိပ္ပလာတအခြေခံဒီ၃မျိုးကို ထားပြီးတော့ဝိပ္ပလာတ၁၂မျိုးကိုအလွယ်တကူမှတ်ဖို့ရအတွက်နော်တင်ညာဝိပ္ပလာတဆိုတာအမှတ်မှားတာစိတ်တဝိပ္ပလာတဆိုတာအတွေးမှားတာအတိမှားတာဒိဋ္ဌိဝိပ္ပလာတဆိုတာအမြင်မှားတာအဲ့ဒီအမှား၃မျိုးကဘာနဲ့ပတ်သက်ပြီးတော့မှားတော့ဆိုလို့ရှိရင်အနေဆာကို နေဆာလို့အမှတ်မှားတယ် အတွေ့မှားတယ်အမြင်မှားတယ်ဒီသုံးခုနဲ့တည်းလို့သွားတာဒုက္ခကိုဒုက္ခလို့အမှတ်မှားတယ်အတွေ့မှားတယ်အမြင်မှားတယ်အတုပါကို သူပါလို့အနတ္တကိုအတ္တလို့အတွေ့အမှတ်မှားတယ်အတွေ့မှားတယ်အမြင်မှားတယ်အတုပါကိုသူပါလို့အမှတ်မှားတယ်အတွေ့မှားတယ်အမြင်မှားတယ် အာလုံးပေါင်းလိုက်တဲ့အခါကျတော့12ခုခေါ်တယ်။အဲ့တော့ပုရုဇဉ်တွေမှာတော့ဒီ12မျိုးစလုံးဟာစိတ်ပေါ်မှာလွှမ်းမိုးချုပ်ကင်ပြီးတော့ထားတော့အမားပေါင်းစုံနဲ့အမှန်ကိုမြင်နိုင်စွာမရှိကြပုရုဇဉ်တွေ။အဲ့တော့တဲ့ဗန်ဖြစ်သွားပြီဆိုတဲ့အခါကျတော့မယင်မှုတွေအတော်ရော့ပါပြီးတော့သွားတယ်။ဒိဋ္ဌိဝိပန္နလသားနဲ့ပတ်သက်တဲ့၄မျိုးလုံးဝကင်းစင်ပြီးတော့သွားတယ်။ နောက်တစ်ခါအနိစ္စကိုနိစ္စဆိုတဲ့ဒီအနတ္တကို အတ္တလို့ဆိုတဲ့အတွေးတို့ဒါတွေလဲအမြင်နဲ့ပတ်သက်ပြီးတော့မှားယွင်းမှုတွေဒိဋ္ဌိဝိပါလသားနဲ့ပတ်သက်တဲ့၄ခုစလုံးဟာသောတပန်နေမှာမရှိတော့ဘူးတပန်အနိစ္စကိုနိစ္စလို့ထင်တာတို့အနတ္တကိုအတ္တလို့ထင်တယ်ဆိုတဲ့ ဒီအထင်နှမျိုးဒီ၄မျိုးလည်းမရှိတော့ဘူးပေါင်းလိုက်တဲ့အခါသတ္တဗံပုဂ္ဂိုလ်တွေမှာဝိပဿနာသာ၄မျိုးမရှိတော့၈မျိုးမရှိတော့ဘူးလို့ဆိုလို့အမှား၈မျိုးကင်းသွားပြီးတော့သူတို့မှာကျမ်းနေသေးတာဘာလဲလို့ဆိုလို့ရှိရင်နော်ဒုက္ခလို့ဆိုတဲ့ဆင်းရဲတာကိုချမ်းသာတယ်လို့အတွေးမှားနေတာရဲ့အမှတ်မှားနေတာရဲ့ အမှတ်မှားနေတာရဲ့အတွေ့မှားနေတာရဲ့ဒီနှစ်ခုကြံတယ်နောက်တစ်ခါမတင့်တယ်တာကိုတင့်တယ်တယ်အတုပါကို သူပါလို့ဒီလို အတွေ့မှားနေတာအမှတ်မှားနေတာရဲ့အတွေ့မှားနေတာရဲ့ဒီလေးခုကြံနေသေးတယ်ဒီလေးခုကြံနေသေးသည့်အတွက်ကြောင့်ဝိသကာတို့ဟာအိမ်အောင်ပြုတဲ့အဆင့်ရောက်သွားသေးတာပေါ့နော်ကာမရာဂကိုလည်းမပယ်သေးဘူးအဲ့တော့မလာတာကိုလှတယ်လို့ထင်သေးတယ်နော် ဆင်းရဲတာကိုချမ်းသာတယ်လို့မြင်နေသေးတယ်။အဲ့ဒီအမြင်လေးတွေမှာမှတ်ထားတဲ့အမှတ်လွဲတာတို့စိတ်ထဲမှာအတွေးလွဲတာတို့ဒီလွဲမှု၄ခုရှိနေသေးလို့သောတပန်ဘဝမှာအိန္ဒြေသားကြပြီးတော့ဒီလိုသောသာသနာတော်ကြီးကိုအမတန်မှအထောက်ကူပြုသွားပြီးနောက်ဆုံးသောတပန်ဘဝနဲ့ပဲဝိတခါဟာဘဝတစ်ခုဆုံးသက်သွားတာပေါ့ ဒါဗုဒ္ဓဘာသာရဲ့ဒီလမ်းကြောင်းဟာကြည့်လေဝိသခာကိုဘုံစင်စံလို့ပြောတယ်ဒါပြင်ဝိသခာဘယ်ဘုံရောက်နေလဲလို့ဆိုလို့ရှိရင်ဝိသခာဟာနေမန္တရတိဘုံမှာရှိတယ်လို့ဒီလိုဆိုတာအနာရဝိန်တထေးကြီးကတော့တုတ်တိတာဘုံမှာရှိတယ်ဝိသခာကျတော့နေမန္တရတိဘုံမှာရှိတယ်အဲ့ဒီဝိသခာနေမန္တရတိဘုံ ဖြစ်တယ်ဆိုတဲ့စာပေမှာဘယ်မှာရှိတုံးလို့ဆိုတော့ ဝိဟာရဝိမာနဝတ္ထုဆိုတဲ့အထဲမှာသူ့ရဲ့တငယ်ချင်းအမျိုးသမီးတယောက်က ပြောပြတာဝိဟာရဝိတာခာဟာဘယ်ဘုံမှာရှိတုံဆိုနေမန္နရတိနတ်ဘုံမှာရောက်နေတယ်ဆိုတော့နေမန္နရတိဘုံဆိုတော့ကြည့်ဒီနတ်ပြည်6ထပ်ထဲမှာနော်သူ့ရဲ့အထက်မှာပရဏိမိတဝဒဝတိတခုပဲရှိတော့တယ်အဲ့တော့နေမန္နရတိဘုံမှာသူနတ်သမီးဖြစ်နေတယ်နတ်မိဖုရားကြီးဖြစ်နေတယ် ဘုံစင်စံဆိုတော့နေမနာရတိဘုံမှာတတန်းကုန်တဲ့အခါပြဏိမိတဝတ္တဝတိနတ်ဘုံကိုရောက်လာအဲ့ဒီကနေပြီးတော့တတန်းကုန်တဲ့အခါမှာတတန်းမကုန်ခင်အဲ့ဒီမှာပဲသူအဆင့်တက်သွားမယ်တက္ကရာကံအနာကံထိအောင်အဆင့်ရောက်သွားပြီးတော့တည်တဲ့အခါဘယ်ရောက်သွားတော့ရောက်မလို့ဆိုတော့အခုတော့မရောက်သေးဘူးပေါ့နော်သူရောက်မဲ့ပုံတွေကဘယ်တွေတုံးဆိုတော့တုဒ္ဓဝတ္တ၅ဘုံအစဉ်အတိုင်းရောက်သွားတယ် အောက်ဆုံးပုံကနေစပြီးအဝိဟာအတ္တပါသုဒ္ဒတာသုဒ္ဒတိအကနိဌာလို့ဆိုအဲ့ဒီက၅ပုံ ခုနောက်ထပ်ဒီအခုရောက်စဲနေမနာရတိပုံနောက်ထပ်ပြဏိမိတဝတ္တပတိပုံနောက်ပြီးတော့သောတာဝတ္တမြမဘုံအနာဂံဘဝနဲ့ရောက်ပြီးနောက်ဆုံးမှာအကနိဌာဘုံရောက်တဲ့အခါမှာရဟန္တာမကြီးဖြစ်ပြီးတော့ပြိဋိဘံဆံသွားဒါကိုပြောတာဘုံစင်ဆံဆိုတာเนาะ တန်တရာထဲမှာအကြာကြီးရှိရှိအောင်ပဲဘာဖြစ်လို့လဲဆိုရင်ဗြမဘုံဆိုတာတတ္တအမတ္တမှာခြေတာကိုကဘာခြေပြီးတော့အသက်ရှိတဲ့ဗြမပြည်မှာဖြစ်သောကြောင့်ဝိသခါတော့ဟာအရိမတရားဖះပွင့်ပြီးတဲ့နောက်ကိုကဘာပေါင်းမြောင်များစွာဖះဆူဆူတွေ့ဖို့ရာရှိသေးတဲ့ပုံသုဒ္ဓဝန္တဗြမအဖြစ်နဲ့သူကတွေ့အောင်မှာအဲ့ဒါကြောင့်မို့လို့ဝိသခါတော့ဘုံစင်စံလို့ဒီလိုပြောတာအဲတချို့ကျမ်းတွေမှာ တတ္တဗံဖြစ်လို့ရှင်ခုနှစ်ဘဝတဲ့ပို့ပြီးတော့နေသေးတယ်လို့လူပြေမာသာခုနှစ်ဘဝကျန်တဲ့ဘုံနေမှာရောက်လို့ရှင်ခုနှစ်ဘဝတဲ့ပို့တယ်လို့ဒီလိုဆိုတဲ့ကျမ်းတွေလည်းရှိသေးတယ်သို့တော်လည်းအထောက်အထားအကောင်းဆုံးကတော့အာလုံးသိကြတဲ့ပရိကြီးစတဲ့တုတ်ထဲမှာပါတဲ့ယရဏတုတ်ထဲမှာရသော်ပြားကပွင့်ပွင့်လင်းလင်းဟောထားတာရှိတာပဲနတ်တိဘဝံအထမမာရိယံတိ ောတပပုဂ္ဂ်ရချင်းတကိုဖော်ပြတဲခမာရှစ်ခုမြောက်ဘဝကိုဘယ်တော့မှမရယူတော့ဘူးဆိုတာရှစ်ခုမြောက်ဘဝမှာဘယ်တော့မှထပ်မမွေးဘူးလို့ပြောထားတဲ့သဘောပဲเนาะအဲ့တော့သောတပန်ဖြစ်လို့ရှိရင်တတ္တခတုပရမလို့ဆိုတဲ့သကလုံးကိုကြည့်မယ်ဆိုရင်လေဘဝမှာခုနှစ်ကြိမ်ပဲအလွန်ဆုံးပရမဆိုတာအလွန်ဆုံးတတ္တခတုဆိုတာခုနှစ်ကြိမ် တို့မှာတန်တရာမှာအလွန်ဆုံး9ချက်ပဲလို့ဆိုလိုတယ်ဒီတဲ့ပို့ပြီးတော့တန်တရာထဲမှာမမွေးတော့ဘူးလို့ပြောတာเนาะအဲ့ဒီစကားနဲ့ယရဏတုံမှာပါတဲ့နတ်တေဘုံအထမမာရိယန်တိရှစ်ခုမြောက်ဘဝမှာဘယ်တော့မှပြိတိမနေတော့ဘူးလို့ဆိုတဲ့စကားအမှန်တမ်းကန့်ညိဒါကြောင့်မလို့သောတပန်ဖြစ်သွားပြီဆိုလို့ရှိရင်ခုနဘဝရဲ့ဆက်ပြီးတော့နေတဲ့သောတပန်ဆိုတာမရှိနိုင်ဘူးလို့ပဲဒီလိုပဲပြောอ่ะဖះစကားတော့ညာ ။ဘာဖြစ်လို့မရှိတာတုံးလို့ဆိုတော့ဓမ္မအမြင်ကိုကတဖြည်းဖြည်းရင့်တန်လာတာ။ရှင်းလာတဲ့အခါကျတော့သာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေတောင်တခါတည်းရန်ဘဝဆိုတာညီငွေစရာတွေ့။အရိယပုဂ္ဂိုလ်တွေကျတော့ဘဝအပေါ်မှာညီငွေတဲ့ဘဝတဏှာဆိုတာနောက်ဆုံးကင်းပြတ်သွားတာဖြစ်တော့ကြောင်းဘဝအပေါ်မှာ တွက်တာမှုဆိုတာလည်းမရှိတော့ဒီတောတပတိမဲ့ရဲ့စွမ်းအားတတ္တိကလည်းပဲ ခန္ဓာဘဝအတိုင်းတာရဲ့ဟိုဘက်ကိုကျွတင်ပြီးတော့ပယ်ဖြတ်ထားပြီးသားလို့ဖြစ်သွားပေါ့ဒီလိုမဲ့ရဲ့အစွမ်းအစတွေကလည်းအမြဲတမ်းကြီးမားတယ်လို့ဒီလိုပြောရမှာပေါ့